ားလုံးပဲမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားကစားသတင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ Athletic Bilbao အသေးရဲ့ Spain တောင်ပိုင်းကစားသမားဖြစ်တဲ့ Nico Willian ကတော့ လက်ရှိမှာသူဟာပေါ့လေကျွန်တော်တို့ဒီနွေရီ transfer window မှာဘာစီလိုနာအသင်းကိုပြောင်းရွှေ့ကစားချင်တယ်ဆိုပြီးတော့မှကျွန်တော်တို့ကစားသမားဆိုထားတယ်ဆိုတော့လက်ရှိအတင်ထားရဘာစီလိုနာကကျွန်တော်ဟိုရပိုင်းတော့ကပေါ့လေနီကိုဝီလျံကိုခေါ်ဖို့သူတို့ဂျိုးပန်သွားမှာမဟုတ်ဘူးအဓိကတော့ကစားသမားရဲ့မြန်မာတဲ့တပတ်လောက်ခလာတာအခြေအနေကြောင့်မလို့ခေါ်ယူဖို့အခြေအနေမရှိဘူးဆိုပြီးတော့ကျောဘာစီလိုနာတင်းရဲ့အာဂဒါဒိုင်တာဖြစ်တဲ့ဒီကိုကပြောထားတာဒါပေမဲ့လို့လက်ရှိမှာတော့အာကျွန်တော်တို့ဒီ ဒီဘီဘောတဲ့တာမကစားမဖြစ်တဲ့နီကိုဝီလျံကိုတိုင်ကဘာစီလိုနာကိုပြောင်းပြီးတော့ကစားခြင်းနဲ့ဆိုပြီးအခြေအနေဖြစ်နေတယ်။ဒါကြောင့်မို့လဲနီကိုဝီလျံရဲ့အေဂျင့်ဖြစ်တဲ့သူနဲ့အာကျွန်တော်ဘာစီလိုနာအတင်းတာဝန်ရှိတဲ့သူတွေကဒီနေ့မှဆွေးနွေးနေပြီးတော့မှကစားသမားကဘာစီလိုနာအတင်းကပေါ့လေတနစ်လောက်ခလာစာပေါင်6တက်သမား5တန်းပေးမဲ့အနေထားကိုလက်ခံပြီးတော့မှဘာစီလိုနာအတင်းကိုပြောင်းရွှေ့သွားဖို့အခြေအနေရှိတယ်ဆိုပြီးတော့မှအာကျွန်တော်မာကာကဖော်ပြထားတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့အာနီကိုဝီလျံအနေနဲ့ဒီနွေရာတီမှာဒါသူ့ရဲ့ပေါ့လေနိုင်ငံ ီးမိတ်ကစားသမားတွေဖြစ်တဲ့တစ်ဖက်က ကျွန်တော်တို့အာဒီလာမယံပဲအာကျွန်တော်တို့ဒန်နီအိုမိုတခြားသောဒါကျွန်တော်ဂါဘီပက်ထရီတို့လိုကစားသမားတွေတွဲပြီးကစားချင်တဲ့အနေထားကြောင့်မလို့ဘာစီလိုနာအသင်းကိုပြောင်းရွှေ့သွားနိုင်ပွဲရှိတယ်ဆိုပြီးသိရတယ်ဗောလေဆိုတော့ဒါမိုနာကိုအသင်းကတော့ကျွန်တော်လက်ရှိမှာအာဒီဂျူဗင်နက်အသင်းနဲ့လမ်းခွဲပြီးတော့မှအသင်းလက်မဲ့ဖြစ်နေတယ်ပြင်းတဲ့အသင်းရဲ့ကွင်းလေကစားသမားဟောင်းဖြစ်တဲ့ပေါ်ပေါ်ပါအပါဝင်ကျွန်တော်တို့ဒါဘာစီလိုနာအသင်းရဲ့လူငယ် ိုက်စစ်ကစားမှဖြစ်တဲ့အန်ဇိုပါတီကိုပါခေါ်ယူဖို့ဒါကြောင့်မိုနာကိုအသင်းဘက်ကကြိုးပမ်းနေတယ်ဆိုပြီးတော့မှပြင်သစ်ထိုင်းကဖော်ပြထားတယ်ဆိုတော့အန်ဇိုပါတီကိစ္စကသူတို့အစိုးရတွေကတောက်လျှောက်ဆွေးနွေးနေတာ final stage လည်းရောက်နေပြီအန်ဇိုပါတီကိုယ်တိုင်ကမိုနာကိုပြောင်းဖို့ agreement လည်းပေးထားပြီဆိုတော့ဒီအချိန်ဒီမှာနောက်ထပ်ပေါ့လေဒါထပ်ဆောင်နေတယ်ဒီကျွန်တော်တို့ပေါ်ပေါ်ပါကိုပါခေါ်ယူဖို့မိုနာကိုအသင်းကကြိုးပမ်းနေတယ်ပေါ်ပေါ်ပါကိုယ်တိုင်ကဒီရပိုင်းအတွင်းမှာပဲ decision making ချသွားပြီးတော့မှ မိုနာကိုအသင်းကိုပြောင်းရွှေ့သွားနိုင်တယ်ဆိုပြီးသိရတယ်ဒါကြောင့်မို့လို့ဒါဗောဒါကိုအသိရပါလေကစားသမားနှစ်ယောက်ကိုတစ်ချိန်နဲ့တစ်ပြိုင်တည်းမှာအာသူတို့မိတ်ဆက်သွားဖို့အခြေအနေရှိတယ်အရခေါ်သွားဖို့အခြေအနေရှိတယ်ဆိုပြီးသိရတယ်ဆိုတော့ဒီဘက်မှာတော့ဒါကျွန်တော် Finavachi အသင်းကတော့ Manchester City အသင်းရဲ့အာကျွန်တော်အင်္ဂလိပ်နောက်ခံကစားသမားဖြစ်တဲ့အာကျွန်တော်တို့ဒီ Kai Walker ကိုခေါ်ယူဖို့ကြိုးပမ်းနေတယ်ဆိုပြီးဖော်ပြထားတယ် ဝကကိုရိုင်းကကျွန်တော်မန်ချက်စတာစီးတီးတင်းကနေဒီနွေရာသီမှာထွက်ခွာဖို့သူတို့ဆုံးဖြတ်ထားတယ်ဆိုတော့ပြီးခဲ့တဲ့ရာသီတုန်းကလည်းကျွန်တော်တို့ဒါဒီပေါ့လေရာသီဝက်အနေနဲ့မန်ချက်စတာစီးတီးအတင်းကနေ AC မီလန်အတင်းကိုရာသီဝက်အငှားထွက်ကစားနာဖြစ်ပြီးတော့မှလက်ရှိမှာတော့ဒါကျွန်တော်တို့ဒီပေါ့လေအာဝေါ်ကာက စီးတီးသင်းရဲ့အနာဂတ်စီစဉ်တယ်မှာပါဝင်ဖို့အခြေအနေမရှိတော့ဘူးလဲဆုံးဖြတ်ထားတယ်။ဆိုတော့စီးတီးသင်းကလည်းထွက်ခွာဖို့ဆုံးဖြတ်ထားတဲ့အခြေအနေကြောင့်မလို့ဖီနာဗာချီအသင်းကခေါ်ဖို့ကြိုးဝမ်းတာဖြစ်ပြီးတော့မှမကြခင်မှာဒီကစားသမားကိုဖီနာဗာချီတဲ့ကအပိတက်ခေါ်ယူသွားနိုင်ပွဲရှိတယ်ဆိုပြီးတော့အသိရတယ်ပေါ့လေ။ဆိုတော့ဒီဘက်မှာတော့ဒါဘရိုင်တန်သင်းရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ဂျောက်ပတ်ထိုကတော့လက်ရှိမှာဒီကလပ်သင်းကနေထွက်ခွာဖို့ဘရိုင်တန်သင်းစီကိုခွင့်တောင်းထားတယ်ဆိုပြီးသိရတယ်။တော့ဆိုပြီးခဲ့တဲ့ ရာတီတုံးတွေကကျွန်တော်တို့ဒါရာတီသိန်းကနေတွေပါလေကျွန်တော်တို့ဂျောင်းဖတ်ထုတ်ကကလပ်သင်းတစ်သင်းကိုပြောင်းရွှေ့ကစားခြင်းနဲ့လက်ရှိမှာတော့ကျွန်တော်ပရီးမီးယားလိဂ်ကလပ်နှစ်သင်းဖြစ်တဲ့အာဆင်နယ်သင်းကနဲ့ပါလေတစ်ဖက်ကချဲစီအသင်းကဂျောင်းဖတ်ထုတ်ကိုခေါ်ယူဖို့စိတ်ဝင်စားတာဖြစ်ပြီးတော့မှကစားသမားကိုယ်တိုင်ကကလပ်သင်းစီကနေထွက်ခွာဖို့တောင်းဆိုထားတဲ့အခြေအနေကြောင့်မို့လို့ဒီနေ့သင်းတွေကတစ်သင်းသင်းကိုပြောင်းရွှေ့သွားနိုင်ပွဲရှိတယ်ဆိုပြီးတော့လေ for for insider ပေါ်ပြထားတယ်ဆိုတော့ နယူကာဆယ်တင်ကတော့ကလပ်တည်းရဲ့အင်္ဂလန်တောင်ပိုင်းကစားသမားဖြစ်တဲ့ဒါကျွန်တော်ဂေါ်ဒန်ကိုပေါ့လေပြောင်းရွှေ့ချေယူရို85တန်းရရရောင်းချသွားမယ်ဆိုပြီးတော့မှကျွန်တော်ဒါ ESPN ကပေါ်ပြထားတယ်ဆိုတော့လက်တလောမှာတော့ဂေါ်ဒန်ကိုခေါ်ယူဖို့ အာဒါပရီးမီယာလိဂ်ကလပ်အတင်းနေအပြိုင်လိုက်နေကြာပြီးတော့မှအာကျွန်တော်လီဗာပူးအတင်းကပါခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးတော့လေအာကျွန်တော် EFA ကဖော်ပြထားတယ်မန်ချက်စတာယူနိုက်တက်ရဲ့အင်္ဂလန်တောင်ပိုင်းကစားသမားဖြစ်တဲ့ဂျေဒန်ဆန်ချိုကိုတော့လက်ရှိမှာပရီးမီယာလိဂ်ကလပ်အတင်းနေဖြစ်တဲ့ဥပဒေသင်းတဲ့တော်တရား host ပါတင်တွေကအပြိုင်ခေါ်ဖို့ကြိုးပမ်းနေတယ်ဆိုပြီးတော့မှ ESPN ကဖော်ပြထားတယ်။ Jordan Sancho ကတော့ပြီးခဲ့တဲ့တရားစီလုံး Chelsea အသင်းကိုအငားထွက်ကစားတဲ့ကစားသမားဖြစ်ပြီးတော့မှအားကျွန်တော်ဒီနေ့ရာသီမှာ Chelsea အသင်းနဲ့ပေါ့လေဒါတပတ်လောက်ခလာတာကိစ္စအဆင်မပြေတဲ့အတွက် Manchester United အသင်းကိုပြန်သွားတဲ့ကစားသမားဖြစ်ပြီးတော့မှလက်ရှိမှာတော့ Premier League ကလပ်နဲ့တင်းဖြစ်တဲ့ Overton အသင်းနဲ့ Torreira Hotspur အသင်းတို့ကခေါ်ယူဖို့ကြိုးပမ်းနေတာလည်းဖြစ်တယ်။ Manchester United အသင်းကတော့ Napoli အသင်းရဲ့ Nigeria တိုက်စစ်ကစားသမားဖြစ်တဲ့ Bara Osimhen ကိုခေါ်ယူဖို့တကြောပြန်စိတ်ဝင်စားနေတယ်ဆိုပြီးတော့မှ Fabrizio Romano ကဖော်ပြထားတယ်။ဆိုတော့အစောပိုင်းတုန်းကဒါကျွန်တော်တို့ဒီကစားသမားကိုခေါ်ယူဖို့အဆင်မပြေတဲ့အခြေအနေရှိပေမဲ့လို့လက်ရှိမှာတော့ United အသင်းကတိုက်စစ် option တွေတောက်လျှောက်ထားနေပြီးတော့မှလက်ရှိမှာကျွန်တော်တို့ဒါ Frankfurt ရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ ဲ့ဟိုကိုအပါဝင်ကျွန်တော်တို့ဒါဒီနာပိုလီတင်ကတိုက်စစ်ကစားမှဖြစ်တဲ့အော်စီမန်ကခေါ်ယူဖို့ချိုးပန်းနေရလဲဖြစ်တယ်။လက်ရှိမှာတော့နာပိုလီတင်ကကစားသမားရဲ့ပြောင်းရွှေ့ခြေကိုယူရို85သန်းသတ်မှတ်ထားပြီးတော့မှယူနိုက်တက်အတင်းကဒီကစားသမားကိုအရခေါ်ဖို့ချိုးပန်းနေတာလဲဖြစ်တယ်။ဆိုတော့ကြီးရှုပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။မြန်မာပြည်သူပြည်သားအလုံးစိတ်ချမ်းသာခြင်းကိုကျေးမှတ်ခြင်းနဲ့အားလုံးပြည့်စုံကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။